အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါသည်ဒီညကနေပြီးတော့ကျွန်တော်ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့နေ့လယ်မှာတော့ကျွန်တော် Manchester United အပြောင်းအရွှေ့ရောင်းလေးနည်းနည်းလေးပြောအောင် Manchester United အသင်းနေအခုလာမယ့်လူရာဒီမှာဒါကျွန်တော်တို့ Tight City မဟုတ်ဘဲနဲ့ Kansas City မှာမဟုတ်ဘဲနဲ့လာမယ့်လူရာဒီမှာတောင်မန်ကစားသမားတွေကိုလည်းပြတ်မှတ်အကြီးထားတယ်ဆိုပြီးဒါ Fabrizio Romano ရော David Austin ရောသူတို့ရဲ့ဒါ podcast အသီးသီးမှာတရားဝင် confirm လုပ်သွားခဲ့တယ်။ဒါပြင်လက်ရှိမှာဒါကျွန်တော်ခုနောက်ပိုင်းဒါ Athletic UK ရပါ Manchester United အသင်းနေဒီသူတို့ရဲ့တောင်မန်တွေကိုမြင့်တင်သွားဖို့အတွက်ကြိုးစားသွားမယ်။အဲ့တော့ဒီနေရာမှာတောင်မန်တွေကိုမြင့်တင်သွားဖို့အတွက်ကြိုးစားမယ့်နေရာမှာ Manchester United အသင်းနေလက်ရှိသူတို့ရှိနေစဉ်တောင်ရန်ကစားသမားတချို့ကိုရောင်းချဖို့တော့လည်းပြင်ဆင်ရမယ်။ဒါပြင် Manchester United အသင်းနေလာမ မင့်နေရာဒီမှာတောင်ပံကစားသမားကောင်းကောင်းတွေကိုခေါ်ယူခြင်းနဲ့ဆိုရင်တော့သူတို့ရဲ့လက်ရှိယူရိုပါလိကိုအနိုင်ရပြီးချန်ပီယံလိဝင်ခွင့်ရမယ်ဆိုရင်တော့တကယ်ကို level ကောင်းကောင်းရှိရဲကျွန်တော်တို့က level မြင့်နေတာ time တောင်ပန်းကစားသမားတွေကိုခေါ်ယူလို့ရနိုင်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။အဲ့တော့ဒါလက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့ဒါကျွန်တော်လူငယ်တောင်ပန်းကစားသမားတွေကိုဒါကျွန်တော်တို့လက်ရှိမှာလူကြီးတောင်ပန်းကစားသမားတွေကိုလူလက်တောင်ပန်းကစားသမားတွေကိုလက်ရှိမှာနာမည်ကြီးတောင်ပန်းကစားသမားတွေကိုအမျိုးမျိုးတောင်ပန်းကစားသမားတွေကိုပြစ်မှတ်ထားနေတာကိုတွေ့ရမှာတမန်ပါတယ်။ဒါပေမဲ့အဲ့ဒါကိုကျွန်တော်လက်ရှိမှာနည်းနည်းလေးဒါစပြီးရှင်းပြခြင်းနဲ့လူတော်များလက်ရှိမှာ Manchester United ရဲ့ဒီတောင်ပန်းကစားသမားတွေကိုဝယ်ယူဖို့တော့ပတ်စံမရှိဘူးလို့စတင်ပြီးပြောလိုက်မယ်။မှန်ပါတယ်ဒါဟာအတိုင်းပါတစ်ခုတည်းဒါကျွန်တော်မှန်တဲ့လောက်မှန်တယ်။ဒါပေမဲ့ Manchester United ရဲ့လက်ရှိအတောင်ပန်းကစားသမား၃ယောက် လောက်ကဒါကျွန်တော်အငှားနဲ့ထွက်ကစားနဲ့သတိထားမိလိမ့်မယ်ကျွန်တော်လက်ရှိမှာ market rush ကို Jadon Sancho Anthony ဒီသောယောက်ကနေ Manchester United အသင်းနဲ့ကျွန်တော်ပေါင်တန်း80နဲ့ပေါင်တန်း100ကြာပြန်လဲပြီးရမှာဖြစ်တယ်လို့သူတို့သူတို့ confidence ရှိတယ် ပြဿနာကဒီညမှာဆန်ချိုကနည်းနည်းလေးအင်းညောင်အင်းညောင်ဖြစ်နေတာအမှန်ပဲဆန်ချိုပြန်လာမယ်ဆိုတော့မှအန်တိုနီနဲ့ရက်ရှိုးနှစ်ယောက်ရောင်းချီးကနေပြီးမန်ချက်စတာယူနိုက်တက်တင်တဲ့ယူရိုတန်း80ဒါမှမပေါင်တန်း80လောက်နေဒီရဖို့အတွက်ပြင်ဆင်ထားဖြစ်ပြီးပြောချင်တာတော့ market ratio ရဲ့အပြောင်းအရွှေ့ကနေမန်ချက်စတာယူနိုက်တက်ကပေါင်တန်း40ရဖို့အတွက်100%နေနေတည်ချသွားခဲ့ပြီးအက်စတန်ဗလာသင်းကလည်းဝယ်ဖို့ရာခိုင်နှုန်းများတယ်အက်စတန်ဗလာသင်းကမဝယ်ဘူးဆိုတော့ဂျန်နက်သင်းနေဒီနေ့ကုလရှိမှာ ratio ကိုပေါင်တန်း40ဆိုတဲ့ဈေးကဝယ်ကြမှာဖြစ်တယ်လို့ပြောလို့ရတယ်တော့မှာပါနောက်တစ်ယောက်ကအန်တိုနီအန်တိုနီနဲ့ကုလရှိမှာ real betis အသင်းနဲ့ချိန်ဆွမ်းပြရတယ်အဲဒီ real betis အသင်းနဲ့ဒါ conference က်လီတို့ဘာတို့ကိုစခုနိုင်မဲ့ဆိုတော့ရီယယ်ဘက်တစ်သင်ကချက်ချင်းဆိုလိုဝယ်ယူသွားမယ်အနေထားမှာရှိတယ်။ရီယယ်ဘက်တစ်ကိုဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ဘက်ကနေပြီးယူရိုတန်လီစင်နဲ့55တန်ကြားတအန်တိုနီဈေးကိုတောင်းမှုရှိပြီးတော့ ် Arabetics ကလည်းဒါအရေးကြပုံစံမျိုးနဲ့ဝယ်ယူသွားဖို့ရှိတယ်။အဲ့တော့ပြောချင်တာလက်ရှိမှာ United အသင်းနဲ့ဒါပတ်စံဘဲကတောင်ပံကစားသမားတွေရအောင်လဲဆိုတဲ့အဖြေကတော့ရှင်းတယ်။ဒီတောင်ပံကစားသမားတွေကိုရောင်းပြီးတော့ဒီတောင်ပံကစားသမားအသစ်တွေကိုဝယ်ယူသွားဖို့ရှိတယ်။လက်ရှိမှာ United အသင်းနဲ့ဒါတိကျတဲ့အမြဲတမ်း Quanta ဆိုတဲ့ကစားသမားလေးကို Chelsea အသင်းစီဆုံးရှုံးသွားတဲ့နောက်ပိုင်းမှာသူ့နေရာအတွက်ဒါကျွန်တော် United အသင်းကတော့ Southampton လူငယ်ကစားသမားလေး Right wing ကစားသမားလေးကိုဒါကျွန်တော်ပြင်မှတ်ထားလာခဲ့တာဖြစ်တယ်။ Southampton ရဲ့အခုလက်ရှိကစားသမားကလက်ရှိ flexibility ညင့်ပြီးတော့ tactical ကိုဒီဘောနော်ဒါကျွန်တော်တို့ဒါ tactical ကြီးရဲ့ဂျားထဲမှာတော်တော်လေးကိုရေပန်းစားနေကစား ာသမားဖြစ်တယ်ကျွန်တော်ကတော့အခုချိန်ထိသိပြီးတော့နားမလဲသေးဘူးဒီကစားသမားရဲ့ hype ဒါပုံမှန်လင်းလင်းပြပြတာအဲလက်ရှိမှာ United အသင်းရဲ့ Quanta ကိုဆုံးရှုံးခဲ့ပြီးနောက်ပိုင်းမှာ Southampton ရဲ့ right wing ကစားသမားဖြစ်တဲ့ Tyler Dibling ဆိုတဲ့ chart league ကိုတော့တောက်ရှောက်ဆောင်ကြည့်နေတာဖြစ်တယ် Tyler Dibling ကတော့ Manchester United အသင်းရဲ့ခေါ်ယူခြင်းနဲ့ဆိုရင်တော့ Tottenham Hotspur အသင်းရဲ့ယဉ်ဆိုင်ရဖြစ်ပြီးတော့ Tottenham Hotspur အသင်းကဒီကစားသမားရဲ့ဒါကျွန်တော်တို့ camp နဲ့ဒါကျွန်တော်တို့မနစ်ကစောင်းရသည်ကလေးကတရားဝင်ဆွေးနွေးသွားခဲ့ပြီးဖြစ်တယ် Tyler Dibling ကိုခေါ်ဖို့တော့နှစ်သင်းလုံးတော့အရန်ကြီးခက်ခဲမနေတာတော့မရှိဘူးဘာလို့ဆို Southampton ကလက်ရှိခြေစွမ်းနေဆိုရင်တော့တန်းစင်းဖို့အတွက်တေးကြနေရ တကြောင်တိုင်လာဒီဘလင်နေနဲ့သူနေနဲ့ပရီးမီးယားလိလေဗယ်မှာဆော့ကျင်တော့တကြောင်သူကတော့မန်ချက်စတာယူနိုက်တက်သူမဟုတ်တာကျွန်တော်တို့တော်တန်ဟော့စပတ်တင်းကိုရွေးချယ်မယ့်အနေထားမှာရှိတယ်။တိုင်လာဒီဘလင်ကိုတော့ဒါကုနာဘလို့ဆောက်သက်သနာတန်ဆင်းသွားခဲ့မယ်ဆိုတော့ယူ25တန်းပတ်ချလဲဝိညာဉ်ကြနဲ့ရဖို့ရှိတယ်။ဒါပေမဲ့ဒီကစားသမားကဒါကျွန်တော်ယူနိုက်တက်ပြိတ်သက်တွေတိတ်ပြီးတော့အခုလက်ရှိမှာသဘောမကျဘူး။ဆိုတော့ white line လို့ပဲဒါလူငငယ်အသက်အရွယ်အပြည့်ဥမာလက်ရှိမှာ16နှစ်ပဲရှိသေးတယ်ဒါပေမဲ့ potential တအားမြင့်နေကောင်းစီဆိုရင်တော့ဒါကျွန်တော် Jack Grealish ပေါ့စာပုံစံမျိုးဖြစ်သွားနိုင်တဲ့အနေအထားမှာရှိတယ်ဒါ Aston Villa Jack Grealish ပေါ့နော် Jack Aston Villa Jack Grealish ပုံစံမျိုးဖြစ်သွားနိုင်တဲ့အနေအထားမှာရှိတယ်ဒါကြောင့်မို့ဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ Manchester United နဲ့ပြည်သက်တွေကဒါကိုသိပ်ပြီးသဘောမချောက်တို့အနေနဲ့တကယ်ကိုအသင်းမှာချက်ချင်းဆိုလို့ဒါအသင်းသုံးကစားသမားတယောက်ကိုဒါ Manchester United ပြည်သက်တွေကချက်ချင်းဆိုလို့သုံးစီခြင်းတဲ့မှာပါအဲ့တော့နည်းနည်းလေး price range ပေါ့ဒါကျွန်တော်အခုလက်ရှိမှာခင်ဗျားတို့ကျွန်တော်ဈေးရောင်းနေတယ်လို့ပဲ United ိသတ်တွေနဲ့တပတ်စံလည်းအများကြီးမတုံးကြဘူးဒါပရီးမီးယားလီဂ်ကိုယ်စားတီးလည်းရကျင်တဲ့ကစားသမားတွေမှာဒါပေါင်တန်း40နဲ့35တန်းပတ်ချလဲဝင်ကျင်ကြတုံးပြီးတော့ဒါလစားလည်းအများကြီးမပေးရမယ့်ကစားသမားတစ်ယောက်ရှိတယ်အဲ့ဒီကစားသမားကဘသူများလဲအဲ့ကစားသမားလက်ရှိမှာဒါကျွန်တော်တို့ပရီးမီးယားလီဂ်ကစားသမားတွေတော်တော်ပရီးမီးယားလီဂ်ပိတ်တဲ့နဲ့အခုလက်ရှိမှာတော်တော်လေးကိုမစိမ်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်အဲ့ဒီကစားသမားကတော့အန်တိုနီယိုဒါကျွန်တော်တို့အန်တိုဆမ်မီညိုဗျာအတူတူပြောဆမ်မီညိုလက်ရှိမှာသိကြတယ်ဆမ်မီညိုကဒီနေ့ဒါကျွန်တော်တို့ဆရာကြီးဒါကျွန်တော်တို့ဘယ်သူပါ အာရီယိုလာလက်အောက်မှာတော်တော်လေးကိုဒါကျွန်တော်တို့ထကြွရနေတာဖြစ်တယ်လူပြောလို့ရတယ်မှာပါတယ်ဆာမီညွန်းကလက်ရှိမှာဒါ right wing ကစားသမားဖြစ်တယ် Manchester United အသင်းနဲ့ဒါလူအဲ့ရင် left wing ဒီပါဆော့လို့ရတယ်လူအဲ့ရင် center forward ပါဆော့လို့ရတဲ့ကစားသမားဖြစ်တယ်အဲ့တော့ပြောချင်တာဒါ Manchester United အသင်းနဲ့ left wing လူရင် left wing မှာသူ့ကိုထားဆော့ပြီး right wing မှာ Ahmed Diya လူအတွဲနဲ့ပေါ်ဆော့လို့ရအဲ့တော့ပြောချင်တာကအာမက်ဒီယာလူကိုလည်းရေရှည်မှာဒါကျွန်တော်အနားရနိုင်မဲ့ကစားသမားတွေတယောက်ဒါကျွန်တော်လုပ်ပြီးနိုင်မယ် left wing မှာတော့ဘုနာဘုသူကနာချုံနေနဲ့လက်ရှိမှာဒါကျွန်တော်ခြေစွမ်းပြဘူးဆိုရင်လည်း left wing မှာအသုံးချနိုင်တယ်။ center forward မှာလည်းရှိမှာတိုက်စစ်ကောင်တွေဂိုးမသွင်းတဲ့ဘူးဆို နေသူကိုယ်တိုင်ဂိုးတင်တွေအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဆမ်မီညိုရဲ့ record တွေကဒါတော်တော်လေးကိုမိုက်နေဗျ28ပွဲကစားပြီးဒါကျွန်တော်တို့10ဂိုးဟို9ဂိုးသွင်းပြီး4ဂိုးဖန်တီးထားတယ်10ဂိုးပါဝင်ပတ်သက်မှုရှိတယ် FA ဗလာမာရီတာသူ့ဟာသူ့ဒါကျွန်တော်မဆိုးတဲ့ခြေစွမ်းတစ်ခုပြထားခဲ့တယ်3ပွဲကံပြီးတာ9ဂိုးသွင်း2ဂိုးဖန်တီးထားတယ်ကာရာဘောင်းမာတာကျွန်တော်တပွဲပဲကစားပြီးတော့သူတို့လည်းစောစီးထွက်ခဲ့ရတယ်မှာပါတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့ဘိုးမောက်အသင်းရဲ့ဒါကျွန်တော်အဓိက right wing ကစားသမားဖြစ်လို့ဒီနေ့ရတာအကောင်းဆုံးကစားသမားရဲ့တရားဝင်ဖြစ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ဒီကစားသမားကိုဒါကျွန်တော် Manchester United အသင်းနဲ့ဒါကျွန်တော်ခုနပြောသေးတယ် budget မကြဒါကျွန်တော်တို့ high end မကြပြောမှာဆိုတာကျွန်တော်တို့ mid range ပေါ့နော်ကျွန်တော်ဖုန်းနဲ့ပြောမှာဆိုတာ mid range ဖုန်းတစ်လုံးနေနေတာဝယ်မယ်ဆိုရင်ခမားနေနေတာကျွန်တော် day to day usage အရင်ကြီးတာခုနပြောဆို 2k ပြီးတော့ဝုန်းတိုင်းကြီးကောင်းမွန်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါမျိုးခုနပြောခမား right wing မှာထည့်မယ်ဖြစ်ဖြစ် left wing မှာထည့်မယ်ဖြစ်ဖြစ်ဒါခုနပြောဆိုတာမန်ခြေစွမ်းတာပုံမှန်ခြေစွမ်းတစ်ခုပြရမယ်ဂိုးတွေအတွင်းမယ်ဖန်တီးမှုတွေတစ်ခုပြုလုပ်ပြရမယ်အ တာမန်ပုံစံမျိုးပဲသွားမယ်အရန်ကြီးတာထုခဲ့တဲ့ပုံစံဟိုဒါဆက်မီညိုကအဲ့လိုဈေးနဲ့ရမယ်တဲ့မှာပါတယ်ပြောရမယ်ဆိုလက်ရှိမှာဒါကျွန်တော်ဘုံမောက်အတင်းကတော့ကျွန်တော်ယူရို54တန်ဈေးသတ်မှတ်ထားတယ်တကယ်တမ်းခေါ်မယ်ဆိုတော့ယူရို30ပတ်ချလဲဝင်းညာခေါ်လေးပေါင်နဲ့တော့ပေါင်35တန်ပတ်ချလဲဝင်းညာဘုံမောက်ကဈေးခေါ်ထားတယ်ဆက်မီညိုကတော့ဂိမ်းမန်ချက်စတာယူနိုက်တက်အတင်းနဲ့တကယ်တမ်းခေါ်ယူခြင်းနဲ့ဆိုရင်တော့မှဒါအသွင်းနှစ်သင်းနဲ့ဆက်ပြီးရင်ဆိုင်ရဖို့ရှိတယ်အာဆိုအတင်းကသူတို့ရဲ့ဒါ right win နေရာစကောက်အနာပြဖို့အတွက်ရေရှည်ရဆက်မီညိုကိုပြတ်မှတ်ထားနေတယ်တော်တန်ဟော့စပါတဲ့ခုနဒီဗလင်နဲ့ဒီပဲစပါတဲ့ကလက်ရှိမှာ right win ွင့်နေရာအတွက်လက်ရှိမှာ အားမရလို့နေတဲ့ကြောင့်မို့တာ Brandon Johnson တို့ဘာလို့အားမရတဲ့ကြောင့်မို့ Sammy Nyo ကိုလည်းခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ဆိုတော့ Collar Hala တွေထွက်နေတယ်ဒီမှာပါပါတယ်အပြောချင်တာလက်ရှိမှာခုနကပြောလို့ပဲကခုနတိုင်လာဒက်ဗလင်လို့ potential ပါညာမဟုတ်ဆမ်မီညွန်ကအခုဝယ်အခုသုံးလို့ရတယ်ဒါပေမဲ့စောက်ရိုင်းဟာဝုန်းနိုင် hype ဖြစ်နေတဲ့ကစားသမားတယောက်တော့မဟုတ်ဒါပေမဲ့အဆင်ပြေတယ်ဂိုးတွေသွင်းတယ်ဂိုးတွေဖန်တီးမှုပြုလုပ်တယ်ကစားခဲ့တဲ့မှာကစားကွက်တဲ့မှာထည့်ရင်အဆင်ပြေနိုင်တဲ့ကစားသမားကြီးတယောက်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်ဒါမြန်နေအတွက်တယ်ဂိုးသွင်းနိုင်တဲ့ ဖတ်ပြီးပြမှုလည်းပြလို့နေတယ်မေရိတ်ဝင်တွေထဲမှာကောင်းတယ်လို့ပြောလို့ရမသိငါဖုန်းကျင်ကြတယ်ဖုန်း review ဘောကပြန်ရောက်သွားလို့ပဲဒီ၄ယောက်ကိုလုံနေရတယ်အဲ့တော့လက်ရှိမှာဒီ၄ယောက်ကဒါသိပြီးသားဖြစ်နောက်တစ်၂ယောက်ရှိတယ်နောက်တစ်၂ယောက်မှာဒါကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့ high end back ပို့သွားတယ် high end back ပို့သွားကျွန်တော်တို့ဒါ Nico William ရောက်လာ Nico William က Manchester United နဲ့တင်းနေအခုချိန်မှာတရဝင်ဒါဆွေးနွေးနေတယ်ဆိုရယ် collar ဟာလိုက်တက်နေတာကိုတွေ့ရမှာတယ်ပေါ့ဒါပေမဲ့ Nico William ကလုခလာလို့ဆိုတော့အပြောင်းရွှေ့ဈေးကအလောက်မမြောင်သူ့ရဲ့စာကျုပ်ဖြတ်သိမ်းကြီးကယူရို55တန်းပဲရှိတယ်ဒါကျွန်တော်အသင်းကလည်းဒါကျွန်တော်တရဝင်ပေးပြီးထွက်ခွာ ထားတဲ့အတွက်ကြောင့်မို့ဒါလာမင်းတွေကဒီမထွက်ခွာဘူးတွေရာခိုင်နှုန်းများတယ်။ဒါပေမဲ့နီကိုဝီလီရဲ့အဓိကအကြီးမားဆုံးပြဿနာသူ့ရဲ့လုခလာစားပဲ။မနစ်ကမမဲရတာကြောင့်ဒဘက်လုကပေါင်3သိန်းခွဲအထိတောင်းတဲ့အတွက်ကြောင့်မို့ယူရို3သိန်းခွဲအထိတောင်းတဲ့အတွက်ကြောင့်မန်ချက်စတာယူနိုက်တက်တဲ့နီကိုဝီလီရောအဲ့ဒီလုခလာစားကြီးပြေးပြီးခေါ်ပါမလား။အခုချိန်မှာဒါလုခလာစားများတဲ့ကစားသမားတွေကိုတော့လာမင်းတွေရာဒီမှာအကြီးကျယ်ရောင်းသွားဖို့အတွက်ပြင်ဆင်နေတဲ့မန်ချက်စတာယူနိုက်တက်တင်နေတဲ့နီကိုဝီလီယံစိတ်ကြိုက်စည်းကြီးတစ်ခုကိုပေးသွားဖို့အတွက်ကိုပြင်ဆင်နေပါမလား။ဒါကိုကျွန်တော်အနေနဲ့တော်တော်လေးကိုစောင့်ကြည့်ရမယ်တဲ့မှာရှိ။အဲ့တော့နီကိုဝီလီယံကလည်းရှိမှာဒါဒီ၄ရောက်တဲ့မှာမဖြစ်နိုင်ဆုံးက စားသမားရဲ့တယောက်လို့ကျွန်တော်နေမြင်တယ်။နောက်ဆုံးတယောက်ကလက်ရှိမှာ Manchester United နဲ့ပတ်စံသေးတာအများကြီးရှိမယ်ဆိုတော့တကယ်ကိုဝဲကိုဝဲခြင်းနဲ့ကစားသမားတယောက်ဖြစ်တယ်။ဈေးအားဖြင့်လည်းလက်ရှိမှာ Barcelona တင်းနဲ့လည်း Euro တန်းရှစ်စင်နဲ့အသက်သတ်မှတ်ထားတဲ့ Rafinha ဖြစ်တယ်။ Rafinha ကိုတော့လက်ရှိလာမယ့်နေရာဒီမှာ Barcelona တင်းနဲ့ရောင်းချသွားဖို့တော့ တတင်းဒီကောလာဟာလာရထွက်နေတယ်မန်ချက်စတာယူနိုက်တက်အသင်းကစိတ်ဝင်စားဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းကရာဖီညာကိုခေါ်ယူခြင်းနဲ့ဆိုရင်တော့လာမယ့်နေရာဒီမှာချန်ပီယံလိဝင်ဝင်မဝင်ဘူးဆိုလက်ရှိမှာဒါရှည်ရွှဲဆွဲကစားသမားတွေကိုအယောင်ချပြီးတော့ဒီကပြောင်းရွှေ့ကို finding လုပ်သွားမှာဖြစ်တယ်အဲ့တော့ရာဖီညာကဒီကစားသမား၄ယောက်ထဲမှာဈေးကြီးဆုံးနဲ့အကောင်းဆုံးလို့ပြောလို့ရတယ်လီယူနိုက်တက်မှာလည်း experience ရှိလို့လက်ရှိဘာစလိုနာမှာလည်းတိုးတက်ဆုံးကစားသမားတွေတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒါမဆိုးလို့ပြောလို့ရတယ်အသက်အရွယ်အဖြစ်တော့28 29ကြာဝင်နေဖြစ်တော့နည်းနည်းလေးကြီးတယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့တာကျွန်တော်ကတော့မနေ့ပြောမှာရာဖီညာကတော့ဈေးလည်းကြီးတယ်ကောင်းလည်း ကောင်းတယ်ချက်ချင်းနဲ့သုံးနေရမယ်သုံးနေလောက် AC သုံးလို့ရမယ်ဒါပေမဲ့ဈေးကတော့ခုနကပြောလို့အပြောင်းရွှေ့ရယူရိုတန်80နည်းနည်းရှိတယ်အဲ့တော့ United ပြည်သက်တွေဆိုရင်တော့ဒီ၄ယောက်တဲကဘယ်တောင်မှကစားသမားကိုရွေးချင်မလဲကျွန်တော်ကတော့မနိုင်ပြော United အသင်းနဲ့ခုလေးအာမက်ဒီယာကိုလည်းပြန်ကောက်မယ် Rafinha ကိုခေါ်ယူမဲ့စာဆမ်မီညိုကို35 40လောက်နဲ့ခေါ်လိုက်ပြီးရင်တော့ခုနကပြောလို့ left winger ကိုမှ၂ယောက်လုံး၂ယောက်မှ deploy လို့ကျွန်တော်ကတော့ဆမ်မီညိုကိုပို့သဘောကြတယ်ညိုကိုတွေကဘယ်လိုသဘောရလဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစင်ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဗျ။အောက်က comment တွေမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe တွေပြုကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်ကိုတောင်းကုန်ပြပါအောင်အားလုံးမကြွတူပါနဲ့ကျွန်တော်လည်းနောက်မှပဲ AACC တွေ့ကြတာပေါ့။ ဒီပေါ်ဗျ